ုင်ငံသူနိုင်ငံသားပေါင်းဘေးအနီးအသွေးသွေးကကင်ဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့မက်ရှလာတရစနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီနဲ့စကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်ကိုယ်စားလှယ်များတွဲဆောင်ဆွေးနွေးခဲ့တဲ့သတင်း ထိုင်းနိုင်ငံမှာစစ်ရုံပိုင်ရှင်ကလုံအားကမရှင်းပေးတဲ့မြန်မာလုံသားတွေအရေးကိုအလုံသမားဝင်ကြီးဌာနကကုညီဆောင်ရွက်ပေးခဲ့တဲ့တည်တင်တက်ဆယ်မြို့နယ်မှာမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့မြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တည်တင်အကြမ်းဖက်စစ်ရုံစုရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်နှစ်လအတွင်းပြည်သူ159ဦးထိသေဆုံးခဲ့တဲ့တည်တင် အကျန်းဖတ်ဆက်တဲ့ကြောင့်မြမပြည်သူတွေပေါ်ပြလို့တော့မရနိုင်နဲ့လူအခွင့်အရေးချိုးဖောက်မှုတွေခံစားနေရတယ်လို့ကုလလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးကပြောလိုက်တဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ရနာရှင်တော်လည်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်ပထမအဆုံးတင်ဆက်ပေးမှာကတော့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များတွဲဆောင်ဆွေးနွေးခဲ့တဲ့သတင်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီ CRPH နဲ့သခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးမှုကို February 28ရက်မနက်9:00နာရီမှာ Video Conference နဲ့ပြုလုပ်ခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပြီးတော့သခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးကရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကိုဆင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီးစကိုင်းဖက်တွယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့အပေါ် CRPH ကဖွဲ့စည်းထားတဲ့ဥပဒေရေးရာကော်မတီမှတာဝန်ရှိသူတဦးကသုံးသက်ချက်များကိုအကြံပြုဆွေးနွေးခဲ့ကယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်းပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲကိုပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဥအောင်ကြည်မျိုးအတွင်းမှမိုင်းလာမင်းထွန်းတဲ့အဖွဲ့ဝင်များဥပဒေရေးရာကော်မတီမှအဖွဲ့ဝင်များစကိုင်းဖက်တွယ်ယူနစ်ဘက်မှယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြလေလို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကတည်င်းထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးတော့ထိုင်းနိုင်ငံမှာစက်ရုံပိုင်ရှင်ကလုံအားကမရှင်းပေးတဲ့မြန်မာလုံသားတွေအရေးကိုအလုံသမားဝင်ကြီးဌာနကကိုညီဆောင်ရွက်ပေးခဲ့တဲ့တည်င်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံစမူစာကုန်းမြို့နယ်စွန့်ပစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံမှာမြန်မာအလုပ်သမား15ဦးကိုစက်ရုံပိုင်ရှင်ကလုံအားကမရှင်းပေးတဲ့ပြဿနာကိုအမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝင်ကြီးဌာနတိုင်ကြားရေးညားကဝင်ရောက်ကူညီဖြေရှင်းပေးခဲ့တယ်လို့သိရပါတယ်မြန်မာရွှေ့ပြောင်းအလုပ်သမား15ဦးကစက်ရုံပိုင်ရှင်စီကလုံအားကမရတဲ့အတွက်တိုင်ကြားထားရမှာ3လကျော်ကြာနေပြီဖြစ်ကြောင်း MHAC အဖွဲ့ကိုအကူအညီတောင်းခံလာတာဖြစ်ပါတယ်။ ဲ့လိုအကူအညီတောင်းခံလာတဲ့အတွက် MHAC အဖွဲ့ကအလုတ်သမားတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် MOU အလုတ်သမားများဖြစ်ခါတွေ့ရပြီးလုံးခဲ့သော3လကျော်ကဆက်ယုံပိုင်ရှင်ကလောက်အားကမရှင်းပေးတဲ့အတွက်အေဂျင့်မတစ်ဆင့်စာဝါဒီကံရုံးကိုတိုက်ကြားပေးထားပေမဲ့မရရှိသေးကြောင်းပြောကြားလာတယ်လို့ဆိုပါတယ်။ MHS အဖွဲ့ကစမူစာခုံးမြို့နယ်စာဝတီကံရုပ်ကိုတွားရောက်ပြီးအကျိုးအကြောင်းမေးမြန်းခဲ့ရာအမှုအားပြန်လည်စစ်ဆေးပေးခဲ့ပြီးတဲ့နောက်ပိုင်ရှင်အားအမှုဖွင့်ပြီးတဲ့နောက်မှာအစိုးရဘက်မှတဆင့်လုံအားကများပြန်ထုတ်ပြီးတဲ့အတွက်ညှိနှိုင်းသဘောတူညီမှုရရှိအောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ဒဇယ်မြို့နယ်မှာမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့မြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေဘိုခရိုင်တစယ်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲကိုဖေဖော်ဝါရီ28ရက်မွန်းလွဲ12နာရီမှာပြုလုပ်ခဲ့ကြတယ်လို့ပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်တွေ့ဆုံပွဲမှာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပြီးတော့မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ခံကဆက်လက်ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဲ့နောက်တက်ရောက်လာတဲ့ပြည်သူလုံခြုံရေးတပ်ဖွဲ့ဝင်များကမြေပြင်မှာတွေ့ကြုံနေရတဲ့အခက်အခဲတွေကိုမေးမြန်းဆွေးနွေးခဲ့ရာဌာနဆိုင်ရာများမှပြန်လည်ဖြေရှင်းရှင်းလင်းခဲ့ပါတယ်။တွေ့ဆုံပွဲကိုမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ခံနဲ့ဌာနဆိုင်ရာတာဝန်ခံများမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့မှအမှုစစ်များအချုပ်ခန်းတာဝန်ခံများအုပ်စုကိုယ်စားလှယ်များနဲ့တည်င်းထောက်လှမ်းရေးတာဝန်ခံများအသီးသီးတက်ရောက်ခဲ့ကြပါတယ်ရှင်။ ထပ်မံပြီးပြောပြမှာကတော့အကျန်းဖက်စိတ်အုပ်စုရဲ့နေချောင်းတိုက်ခိုက်မှုကြောင့်နှစ်လအတွင်းပြည်သူ159အထိသေဆုံးခဲ့တဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ရဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလနှစ်လတာအတွင်းမှာအကျန်းဖက်စိတ်အုပ်စုရဲ့နေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ159အထိသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကကြေညာဆောက်ရှောက်ရေးအသင်း AAPP ရဲ့အစည်းအဝေးအရသိရပါတယ်။ နိုင်ငံအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့ကောက်ယူထားတဲ့အချက်လက်တွေအရဇန်နဝါရီလအတွင်းမှာ၄ချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရသူအရေအတွက်က82ဦးရှိထားပြီးရဖေဖော်ဝါရီလမှာ88ဦးအထိရှိတာကြောင့်စုစုပေါင်း159ဦးရှိတာတွေ့ရပါတယ်။အကြမ်းဖက်ဆေးရုပ်စုကြောင့်ဖေဖော်ဝါရီတရက်ကနေ28ရက်အထိတလတာအတွင်းမှာနိုင်ငံတဝန်းကပြည်သူ106ဦးထိသေဆုံးခဲ့ရတာဖြစ်ပြီးအမျိုးသမီး53ဦးနဲ့အမျိုးသား53ဦးတို့ဖြစ်တယ်ဆိုပါနဲ့။ တင်ဆောင်သူတွေကိုအမည်နဲ့တကွမှတ်တမ်းတင်ထားနိုင်တယ်လို့ AAPP ကပြောထားပါတယ်။အဆိုပါတင်ဆောင်သူအရေးအတွက်ထဲမှာအသက်16နှစ်အောက်ကလေးငယ်16ဦးထိပါဝင်နေတယ်လို့လည်းသိရပါတယ်။တေဆုံးသူတွေထဲမှာမကွေးတိုင်းအတွင်းကတေဆုံးမှုအများဆုံးဖြစ်ခဲ့ရပြီးတော့စကိုင်းတိုင်းကဒုတိယအများဆုံးဖြစ်ခဲ့ရပါတယ်။2025ခုနှစ်အတွင်းမှာအကြံဖတ်စေအုပ်စုရဲ့တက်ပြတ်မှုကြောင့်တေဆုံးရသူပြည်သူအရေးအတွက်က219ဦးထိရှိထားတာဖြစ်ပြီး အဲ့ဒီတည်ဆုံးသူတွေကို AAPP ကအမြင်နဲ့တကွမှတ်တမ်းတင်ထားနိုင်တာကိုလည်းတွေ့ရပါတယ်။အခုဖော်ပြထားတဲ့အချက်လက်တွေအရစည်ရင်းသာဖြစ်ပြီးတော့နေပြည်တော်မှာဖြစ်ပွားနေတဲ့အချက်လက်တွေကယခုထက်ပုံမှန်များပြနိုင်တယ်လို့လည်း AAPP ကအသိပေးထားပါတယ်ရှင်။အခုတခါမှာတော့အကြံဖတ်စစ်တကြမြန်မာပြည်သူတွေပေါ်ပြလို့တော့မရနိုင်တဲ့လူအခွင့်ရေးချိုးဖောက်မှုတွေခံစားနေရတယ်လို့ကုလလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးပြောလိုက်တဲ့သတင်းကိုပြောပြပါမယ်။ မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအဆိုးအဆုံးလူအခွင့်အရေးချိုးဖောက်ခံနေရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးဖောကာထက်ကပြောကြားလိုက်ပါတယ်။ဖေဖော်ဝါရီလ28ရက်ကဆွစ်ဇာလန်နိုင်ငံဂျနီဖာမှာကျင်းပတဲ့လူအခွင့်အရေးကောက်စီညီလာခံမှာသူကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်ပွဲတွေဖြစ်နေတာစီးပွားရေးအလွန်ကြဆင်းတာ ပြည်သူတွေနေရစွန့်ခွာထွက်ပြေးနေရတာတွေအပါအဝင်ဖော်ပြလို့မရနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုမြန်မာပြည်သူတွေခံစားနေရတယ်လို့သူကပြောခဲ့ပါတယ်။2021ခုနှစ်အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစပြီးတော့ခုခံတိုက်ခိုက်မှုတွေကြောင့်အင်အားချိနေလာတဲ့အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအများအပြားပြုလုပ်လာပြီးတော့အကြမ်းဖက်လုံရက်တွေလုံနေရကြောင်းနေရက်စွန့်ခွာထွက်ပြေးနေရသူ3.8တန်းအထိရှိနေပြီလို့ဆိုပါရတယ်။ ဒါ့အပြင်အဖက်ဖက်ကချွတ်ကြုံကြမှုတွေကြောင့်အခုနှစ်တွင်လူ15သန်းလောက်ကငတ်မှုခေါင်းပါမှုတွေကြုံနေရပြီးလူ2သန်းလောက်ကအငတ်ပေးဆိုင်မဲ့အခြေအနေရောက်နေတယ်လို့သူကပြောပါတယ်မြန်မာစစ်တပ်ကိုလေရင်စီမယောင်းဖို့နဲ့မြန်မာအကြမ်းဖက်စစ်ကောင်းဆောင်တွေလူအခွင့်ရင်ချိုးဖောက်နေပေမဲ့အပြစ်ပေးအရေးယူခံနေရမှုကလည်းကင်းလွတ်နေရတာတွေကိုရပ်တန့်ဖို့အတွက်နိုင်ငံတကာကလည်းတိုက်တွန်းထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ယနာရှင်အမြင့်ပြည့်ချင်းမိုးရေလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရင်းမဲ့ပင်မြို့နယ်မှာအောင်လန်ထွင့်မီရွှေကြည်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္နာပြတော်လှန်ပြည်သူတွေကအောင်လန်ထွင့်မီရွှေကြည်တပိတ်စစ်ကြောင်းဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရင်းမဲ့ပေမျိုးနယ်မှာအောင်လန်လွှင့်မီတောင်းသွေးနီတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြဆုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီတောင်းသွေးနီတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြဆုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒါတော့မက်ဆလာတက်ရဲ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။